မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာ Great 12 Maths ရဲ့ chapter 7 trigonometric function အပိုင်းမှာ exercise 7.1ရဲ့ number 2လေးကိုကြည့်မှဖြစ်ပါတယ်။ number 2က draw the graph လို့ပဲပြောတယ် step by step မှာပါတဲ့အတွက်တချို့တော့စဉ်းစားတဲ့အခါမှာ point ကိုတော့ထုံးစံတိုင်းနှစ်ဆင့်စဉ်းစားမယ်နော် y equal to sin a ကနေစစဉ်းစားမယ် number a အတွက်စဉ်းစားမယ်။ဒါဆိုရင်အရင်ဆုံးက y equal to ကပါလဲ sin x အတွက်စဉ်းစားမှာဖြစ်ပြီးဒုတိယတစ်ခုက y equal to 1.2 sin x စဉ်းစားမယ်ပေါ့နော်။ဒါဆိုဒီမှာဘာပါတာလဲဆိုပထမတစ် point ဒီတချို့က ်သူရဲ့ point behavior က x, y ပဲပေါ့เนาะ y behavior က x, y ဖြစ်မယ်သူအတွက်ကကြတော့ဒီချေတို့ရဲ့ပြောင်းလဲခြင်းကပါလဲဒါလေးဒီအပြင်ကနေမြောက်တာဖြစ်တဲ့အတွက် vertical scaling ဖြစ်တဲ့တစ်ခုပဲပါတယ်ပေါ့เนาะဆိုတော့ vertical scaling ဖြစ်တဲ့အတွက် y ပြောင်းမှာမို့လို့ scale factor ကအတဲဖြစ်တယ်အတဲဖြစ်တဲ့အတွက် y ကို1.2နဲ့ဓာတ်ရိုက်မြောက်မယ်။ x မပြောင်းဘူးเนาะဒါကြောင့်မလို့ x, 1.2ပိုင်းပေါ့နော်ဒါသူရဲ့ point behavior ဒါဆိုရင်ထုံးစံတိုင်း x ကို0ပေးရင် sin 0က0ပြီးရင် point point 2ပေးရင်1ရမယ် point ပေးရင်0ရမယ်3 point point 2ပေးရင် sin 3 point point 2က -1 ဖြစ်တယ်ပြီးရင်2 point ပေးမယ် sin 2 point က0ဖြစ်တယ်ပြီးရင် minus pi pi 2ပြီးမယ် sin minus pi pi 2က minus 1ဖြစ်တယ်ပြီးရင် minus pi ပြီးမယ် sin minus pi က0ဖြစ်တယ်เนาะကဲဟုတ်ပြီအဲ့ဆိုသူ့ရဲ့အပြောင်းဆိုတော့နောက်ဂိမ်းလေးကိုတကယ်လို့1 pi 2နဲ့မြောက်မှာပေါ့เนาะအရှိအမပြောင်းဘူးဆိုတော့0 0ကိုမြောက်တဲ့အတွက်0ပဲเนาะ0,0ပဲရှေ့ကမပြောင်းတော့ pi pi 2ကောမာနောက်က1ကို1 pi 2နဲ့မြောက်တာဆိုတော့1 pi 2ရမယ် တခါ pi က pi ပဲ0ကမြောက်ရင်0ပဲရမယ်3 pi pi 2က minus နဲ့မြောက်မှာဆိုတော့ -1/2 ပေါ့เนาะတခါ2 pi ကတော့0ပဲရမယ် minus pi by 2 comma က minus 1နဲ့မြောက်တာမို့လို့ minus 1 by 2ရမယ် minus pi comma ကတော့0ပဲရမယ်ဒါဆိုဒီချက်တို့က step by step မှာပါတဲ့အတွက်သူ့အတွက်ပဲ graph တစ်ခုဆွဲရင်ရပြီဒါဆိုဒီချက် point ချမယ်เนาะ0 comma 0ရယ် pi by 2 comma 1 by 2ရယ်เนาะဆိုတော့0 comma 0မှာတပွိုင်းရှိမယ် pi by 2ဆိုတဲ့အတွက်1.6မှာရှိမယ် နော်1.2ဆိုတော့တဝက်ဆိုတော့ကလေးတို့ဒီ graph ရဲ့အဲ့တော့နှစ်ကွက်ကိုတချက်1လို့ယူလိုက်မယ်နော်အဲ့တော့1ကဒီမှာလို့မြင်လိုက်နော်ဒီနေရာလေးက1အောက်မှာ2နေရာမှာဒါ -1 လို့မြင်လိုက်နော်အကွက်နည်းနည်းကျင်မှာကလေးတို့ဆွဲရတာ အဲပို့ပြီးအဆင်ပြေမှာဖြစ်လို့နော်အဲ့တော့ wine exists ကိုနည်းနည်းကြည်ကြည်ဆွဲရမှာဘာကြောင့်လဲတချို့ wine က1.2ပဲရှိတာဖြစ်တဲ့အတွက်အစိတ်ချင်းချင်းလေးပဲဆွဲ1.2ဆို graph လေးကဆွဲလို့မကောင်းပဲတိတိလေးဖြစ်နေမှာကက်ကက်ကလေးဖြစ်နေမှာပေါ့နော်အဲ့ဒါကြောင့်ဒီချက်နှစ်ကွက်ကို1လို့ယူလိုက်နော်အဲ့ဆိုရင်ပိုင်းပိုင်း2ဆိုတာက1.6မှာရှိမယ်ပြီးရင်1.2ဆိုတော့တချို့ဒီ1အကွက်နံပါတ1.2ရှိမှာပေါ့နော်1.2ရှိမှာဆိုတော့ဒီနေရာမှာရှိမယ်ဒါလေးက ပိုင်ပိုင်2ကောမ1.2ပေါ့เนาะတခါနောက်တစ် point ကဒီစရို point ကပါလေပိုင်ကောမ0ကတစ် point ပိုင်ဆိုတော့3.1မှာရှိမယ်ဆိုတော့ဒီလောက်လေးမှာရှိမယ်ဒါက0เนาะပိုင်ကောမ0တစ် point တခါ3ပိုင်ပိုင်2ကကြတော့ -1.2 ပေါ့เนาะရဟုတ်ပြီ3ပိုင်ပိုင်2ဆိုတော့4.6လောက်မှာရှိမယ်3ပိုင်ပိုင်2ကောမ -0.6 1/2ပေါ့ဒါလေးอ่ะเนาะ -1/2 ဆိုတော့3 5/2ဒါဆိုတော့3 5/2 -1/2 เนาะပြီးရင်2ပိုင်ဆိုတော့6တိုတိုမှာရှိမယ်2ပိုင်ကောမာ0ပေါ့เนาะ2ပိုင်ကောမာ0ကဲဟုတ်ပြီ -1 ဘက်ကိုကြည့်မယ် minus ဘက်က minus 5/2 comma minus 1/2ပေါ့เนาะဆိုတော့ minus 1.6လောက်မှာရှိမယ်ဒီမှာရှိမှာနော်ဒါက minus pi by 2 comma minus 1 by 2တပိုင်းပြီးရင် minus pi comma 0မှာတပိုင်းနော်အဲဆိုအခုဒီချက်ရလာတဲ့ဟာလေးကိုမလုပ်မယ်ဆက်ပြီးမယ်ဆိုတော့ဒီချက်တို့ graph လေးကဘယ်လိုဖြစ်မလဲဆိုရင်နော်ဒီလိုလေးဖြစ်မယ် graph ကဒီလိုလေးထွက်မယ်နော် graph ကဒီလိုလေးထွက်မယ်ဆိုတော့ဒါလေးကဘာတက်ပေးရမလဲ y equal to သူရဲ့ graph လေးတက်ပေးနော် y equal to 1.2 sin x ပေါ့နော် y equal to 1.2 sin x အဲ့တော့ mid line ကပင်မှာပဲရှိမလဲ k မပါတဲ့အတွက် x exists မှာပဲရှိမယ်ဒါလေးက mid line y equal to 0เนาะတခါ amplitude ကကြတော့ a ဖြစ်တဲ့အတွက်1.2ကသူ့ရဲ့ amplitude ဆိုတော့ကလေးတို့ဒီလိုလေးဆွဲလိုက်ပါเนาะဆိုတော့ဒါလေးက amplitude amplitude ကဝန်ပိုင်း2ပြန် period က2.5 b ဆိုတော့ b မပါတဲ့အတွက်2ပိုင်းပေါ့เนาะ2ပိုင်းဆိုတော့ဒီ ठी ရှိမယ်ဆိုတော့အဲ့ဒီ ठी ကိုဒီလို line ဆက်လိုက်เนาะ0ကနေ၎င်း period period က2ပိုင်းဖြစ်တယ်เนาะ2ပိုင်း အဲ့ဆိုရင်ဒီစရသူ့ရဲ့ range နဲ့ domain နဲ့ကိုရေးမယ်ဆို domain ကတော့ဘာဖြစ်မလဲ r ပဲဖြစ်မှာပေါ့နော် range ကကြတော့ um -a ဆိုတော့အပေါ်ကိုကြီးလိုက်တော့1.2မှာ y exists ရဲ့1.2မှာရှိမယ်အောက်ဖက်ကိုကြီးရင် -1.2 မှာရှိမယ်ပေါ့နော်ဒါဆိုတော့ -1.2 နဲ့1.2ကြားပေါ့ဆိုတော့ဒီစရသူအဲ့ဒါလေးရေးမယ်နော်အဲ့ဒါလေးရေးမယ်ဆိုတော့ mid line midline ga y equal to k mo lo 0 be pye amplitude amplitude ga 1 by 2 period 2 by domain domain ga r ဖြစ်တယ် pye range range ga the set of y such that minus 1 by 2 less than or equal y less than or equal 1 by 2ဖြစ်မှာပေါ့နော်ဒါဟုတ်ပြီအဲ့ဒါဆိုချေပုံလေးရသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ b လေးဆက်ကြည့်အောင်ကဲ sin 8အတွက်စဉ်းစားတာကတော့ဒီချေတူမယ် b အတွက်ကပါစဉ်းစားမလဲဆိုတော့ y equal to sin 4x အတွက်နော် 4x ဆိုတော့4က h ကိုမြောက်ထားတာဖြစ်တဲ့အတွက်ပါလေ parenthesis scaling ဖြစ်တယ်ပေါ့နော်ဒါဆိုသူရဲ့ point behavior ကဘာဖြစ်မလဲ x ကိုမြောက်မှာဆိုရင် scale factor ပြောင်းပြန်ဖြစ်တဲ့အတွက်4ဆိုတော့1 by 4x, y မပြောင်းဘူးเนาะအဲ့တော့ y 1.4x ဆိုရှိကိန်းလေးကို1.4နဲ့မြောက်မှာဆိုတော့0ကတော့မြောက်လဲ0ပဲပေါ့เนาะခပ်ပိုင်းပိုင်း2ကို4နဲ့မြောက်မယ်1.4နဲ့မြောက်မယ်ဆိုရင်ပိုင်းပိုင်း8ပေါ့เนาะပိုင်းပိုင်း 8, 1တခါပိုင်းကို1.4နဲ့မြောက်မယ်ဆိုရင်ပိုင်းပိုင်း4 0 3 by by 4ဖြစ်သွားမယ်เนาะ3 by by sorry 3 by by 8ဖြစ်သွားမယ်နောက်ကမပြောင်းဘူး2 by ကိုမြောက်มาဆိုတော့2 by by 4ဆိုတော့ by by 2ဖြစ်သွားမှာပေါ့เนาะ by by 2 comma 0တခါ by by 2ဆိုတော့ minus by by 4အာ minus by by 8 comma minus 1 by နဲ့မြောက်มาဆိုရင် minus by by 4 comma 0ပေါ့ နော်ကဲဟုတ်ပြီအဲ့ဒါလေးဒီချက် point ချပါမယ်နေရာချမယ်အဲ့အဲ့တော့ဆိုရင်ဒီချိန်တော့ဓာတ်မအနေနဲ့အပိုင်းကိန်းဆိုဘယ်လောက်လဲတည်ခြင်းပိုင်းပိုင်းအိတ်ဆိုတော့နှိပ်လိုက်နော်ကယ်ကူလေတာနှိပ်လိုက်ရင်0.39ဆိုတော့0.4လောက်မှချမှာပေါ့နော်အဲ့တော့0.4ကွန်မာ1မှာ2ပိုင်းချမယ်ဆိုတော့ဒီချိန်နှစ်ခွက်ကို1ယူလိုက်တာပေါ့နော်နှစ်စိတ်ကို1ကြဲကြဲလေးယူထားလိုက်တာဖြစ်တယ်ဆိုတော့ဒီမှာ0.0မှာ2ပိုင်းရှိမယ် ပြီးရင်0.4ဆိုတော့ဒီလောက်မှရှိမှာပေါ့နော်0.4,1ဆိုတော့ coordinate เนาะဆိုတော့ဒီနားလေးမှရှိမယ်ဒါက0.4ကဒီလို π/8 ပေါ့เนาะဆိုတော့ π/8,1 เนาะပြီးနောက်တစ် point ကကြတော့ π/4 ဆို0.8,0ပေါ့เนาะ0.8 8ဆိုတော့လောက်မှရှိပါเนาะဒီနားမှာရှိမယ်ဒါက pin pin 4,0เนาะ0.8ပြီးရင်3.8ပိုင်းပိုင်း8ကကြာ1.2เนาะ1.2 -1 ဒီနား3ပိုင်းပိုင်း8 -1.2 ရှိမယ် ပြီးရင်ပိုင်ပိုင်ကျူးကြ1.6,0ပေါ့နော်1.6,0ဆိုတော့ဒီမှာရှိနော်ပိုင်ပိုင်2.0တစ်ပွိုင်းနောက်တစ်ပွိုင်းက minus pi by a so minus 0.4 comma minus 1 minus 0.4 comma minus 1 so ဒီမှာရှိမယ် so do minus pi by 8 comma minus 1เนาะခဏတူကကြတော့ minus pi by 4 so minus 0.8 0.8 comma 0เนาะဒါက minus pi by 4 comma 0ကဟုတ်ပြီအခုရလာတဲ့ point လေးတွေကိုတစ်ချက်ဆက်ဆွဲမယ် အဲ့တော့ဒီမှာပုံလေးမှာတစ်ချက်လိုထည့်မှာက y equal to sin 4x အတွက်နော် sin 4x အတွက်ဒါဆိုရင်သူ့အတွက်တစ်ချက်လို mid line က sin 4a အတွက်ဆိုတော့ y equal to sin 4x ဆိုတော့ a ပဲပါတာပေါ့နော် a sorry b ပဲပါတာပေါ့ b တန်ဖိုးက4နော်ဆိုတော့ b တန်ဖိုး4ဖြစ်တဲ့အတွက်သူ့ရဲ့ mid line ကတော့ x axis ပဲဖြစ်တယ် နော် mid line y equal to 0ဖြစ်မယ် amplitude ကကျတော့ a က1ဖြစ်တဲ့အတွက်တချို့ရဲ့ amplitude လေးကဘလောက်ဖြစ်မှာလဲဆိုတော့1ဖြစ်မှာနော်ဒီအနေဒီထိဆိုတော့ဒါလေးက amplitude ပြင် period ကကျတော့2.5 b ဆိုတော့2.5 4ဆိုတော့2.2ဖြစ်မှာပေါ့နော် period ကပိုင်းပိုင်း2ဆိုတော့0ကနေပိုင်းပိုင်း2တိဆွဲမယ်နော်ဆိုတော့ဒါက period period ကဘာလဲပိုင်းပိုင်း2ဖြစ်မယ်နော်အဲ့ဆိုရင် series ရဲ့ range ကဘယ်နဲ့ပဲကြာဖြစ်မလဲအောက်မှာက -1 ရှိမယ်အပေါ်မှာက1အထိရှိမယ်အဲ့ဆိုတော့ -1 နဲ့1ကြာပေါ့နော် range ကโอเคအဲ့ဒါဆိုအဲ့ဒါလေးတွေရေးပါမယ် y equal to a k molo y equal to zero being amplitude amplitude ka one ba no amplitude ka one being period pi by two domain domain ka R ပေါ့နော် rate the zero y such that minus 1 less than or equal y less than or equal 1နော်ဒါဆိုရင်ရသွားပြီကဲဟုတ်ပြီနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပြပါအားလုံးမင်္ဂလာပါ